ပါဒီနေ့ကတော့မိတ်ဆွေတို့သတိမထားမိတဲ့သွားဝါချင်းရဲ့အဓိကအကြောင်းရင်းတွေကိုပြောပြပေးပါမယ်အဓိကအကြောင်းရင်းမှာကနံပါတ်၁ကတော့ကျွန်တော်တို့ကနီကိုတင်းကထိဆုံးရပါတယ်နီကိုတင်းဆိုရင်ကျွန်တော်တို့ကနီကိုတင်းကအဓိကကျွန်တော်ဆလိတ်ဆေးရွက်ကြီးအဲကျွန်တော်ကောမှလည်းပါတယ်ဗောနော်အဲ့နီကိုတင်းဓာတ်ကကျွန်တော်တို့သွားကိုကျွန်တော်တို့ဝါစီတယ်နီကိုတင်းဓာတ်ကိုတိုင်းဝါ ါကတော့ကျွန်တော်တို့ကအဓိက main အကြောင်းရင်းပေါ့နောက်တစ်ခုကအစာ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 နံပါတ်2ကတော့အစာ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 မှာကျွန်တော်တို့က acidic food နဲ့ acidic food နဲ့ sugary food acidic food မှာကတော့ကျွန်တော်တို့က coffee soda အချိုရည်တွေပါမယ်ဒါကလည်းကျွန်တော်တို့သွားရဲ့ကြွေလွာတွေကိုပြုံးသီးစေပြီးတော့သွားဝါစေတယ် sugary food ကတော့ကျွန်တော်တို့ကအချိုဓာတ်များတဲ့အစာအစာ ကိမ့်မုတ်ကျွန်တော်တို့တခြားလုံးဒါလေးတွေအချိုရေးဒီကနေလဲကျွန်တော်တို့က sugary food ကြတော့ကျွန်တော်တို့ကအဝါသွားဝါတာအပြင်သွားကိုကျွန်တော်တို့အမဲဆက်လေးတွေပေါ်စီတယ်သွားပိုးစားစီတယ်ဒါကတော့အကြောင်းရင်းနံပါတ်1အကြောင်းရင်းနံပါတ်3ကတော့ကျွန်တော်တို့သွားသေးချာမတိုက်ရင်လည်းဖြစ်တတ်တယ်သွားသေးချာမတိုက်ရင်သွားတိုက်နီးစနစ်မမှန်ရင်လည်းကျွန်တော်တို့ သွားဝါတာမျိုး ဖြစ်တတ်တယ်။နံပါတ်၄ချက်ကတော့ကျွန်တော်တို့သွားနေတာသွားနေတဲ့လူတွေတချို့တဖုံးယောဂါကြောင့်သွားနေရင်လေကျွန်တော်တို့သွားသေးချာတန်ရှင်းရေးမလုံနိုင်တဲ့အတွက်ကျွန်တော်တို့ကသွားဝါတာမျိုးဖြစ်တယ်ဖြစ်နိုင်တယ်။အဓိကဘာကြောင့်သွားနေလဲဆိုတော့ဒါကဆက်ဆက်နေတာကျွန်တော်တို့ကသွားသေးချာမတိုက်ရင်လေကျွန်တော်တို့ကတဖုံးယောဂါဖြစ်မယ်။တဖုံးယောဂါကနေကြာရင် ကျွန်တော်ရေစီးကမ်းပြိုဆိုတဲ့သွားနှဲ့တဲ့လက္ခဏာမျိုး ရှိတတ်တယ်အဲ့ဒီလက္ခဏာအနေနဲ့ကျွန်တော်တို့ကသွားဝါသွားစီတယ်အဲသူကဘိုက်ဖီဘာစာဆိုဆက်ဆက်နေတာကျွန်တော်သွားတန့်ရှင်းအားနှဲ့လို့ကျွန်တော်သွားနှဲ့လာတယ်သွားနှဲ့တာကြောင့်လေသွားကပြန်ပြီးတော့ကျွန်တော်တို့ဝါလာတာမျိုးဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့နှဲ့လာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသွားတိုက်တဲ့အချိန်မှာကျွန်တော်တို့သွားတိုက်တာအားတိတ်မပါတော့တဲ့အတွက်ကျွန်တော်တို့ကဒီသွားနှဲ့တာကြောင့်လေကျွန်တော်တို့သွားတွေဝါနိုင်တယ်နမတ် ငါးချက်ကတော့ကျွန်တော်တို့ dental fluorosis လို့ခေါ်တဲ့ကျွန်တော်တို့ fluoride debt သွားမှာ fluoride debt တွေများလုံးရင်လေကျွန်တော်တို့ဒီသွားတွေဝါစေနိုင်တယ်ဒါပေမဲ့ fluorosis ကျွန်တော်တို့ဒီသွားမှာ fluoride debt များရင်တော့ပုံမှန်ကသွားမှာအဖြူဆက်လေးတွေပေါ်တာများတယ်ဒါပေမဲ့အဲ့ဒီအဖြူဆက်အဖြူ stain လေးကကျွန်တော်ကြွေလွာကွာသွားတဲ့အချိန်မျိုးမှာတော့ကျွန်တော်တို့ကဒီသွားဝါတာကိုပြည့်စေတယ် ဒါကတော့နံပါတ်5ချက်ပါနံပါတ်6ချက်ကတော့ကျွန်တော်တို့က inamel hypoplasia လို့ခေါ်တယ်ဒါတော့အင်္ဂလိပ်လိုပေါ့နော်ကျွန်တော်ညီမလို့ဆိုရင်တော့သွားကြွေလွာမပါတဲ့ဒါယောဂါပေါ့နော်သွားကြွေလွာမပါတဲ့မွေးရပါသွားမကြွေလွာမပါတဲ့ယောဂါပေါ့သွားကြွေလွာမပါရင်သွားရဲ့ကျွန်တော်တို့ဒီဒုတိယအလွာအောက်ခံကျင်လွာဒါမှမဟုတ်ကျွန်တော်တို့ကသူ့ကိုခေါ်တာကစင်ဆွဲနှစ်လွာ ဆင်းဆွဲရအောင်ဆိုတော့ကျွန်တော်တို့ကအဝါရောင်တန်းနေတာကိုအဲ့တော့ကျွေးလွားမရှိတော့ရင်ကျွန်တော်တို့ကဒီဟာသွားကဝါတာမျိုးတွေ့ရတတ်တယ်ဒါကကျွန်တော်တို့နံပါတ်6ချက်နံပါတ်9ကတော့ကျွန်တော်တို့သွားတွေကိုကျွန်တော်တို့ကအကျောသက်ကုသပြီးရင်လဲကျွန်တော်တို့ပြန်မစွမိရင်ကြာရင်သွားအယောင်ပြောင်းပြီးသွားဝါတာမျိုးဖြစ်တတ်တယ်ဘာဖြစ်လို့ကျွန်တော်တို့ကဒီအကျောသက်ပြီးရင်သွားကအဝါ ဖြစ်လာတာလဲသွားကအယောင်ပြောင်းလာတာလဲဆိုတော့ကျွန်တော်ဒီအကျောတက်ပြီးရင်သွားကတကယ်ပြောရရင်ကျွန်တော်ကအသက်မရှိတော့ဘူးအသက်မရှိတဲ့အတွက်သွားရဲ့ဒီသွေးကြော system ကမရှိတော့တဲ့အတွက်ကြာလာတော့သွားကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့အယောင်ပြောင်းလာတာပါနမက်၈အချက်ကတော့ကျွန်တော်တို့သွားညှိကုသပြီးရင်သွားညှိကုသနေတဲ့လူတွေသွားညှိကုသနေတဲ့လူတွေမှာလဲကျွန်တော်တို့ကဒီသွားတွေကိုကျွန်တော်တို့က brace လို့ခေါ်တယ်ကျွန်တော်တို့ steel jewelry တွေဆွဲတာဦး တီချိုးလေးတွေဆွဲတာဖြစ်တဲ့အတွက်သွားတန်ရှင်းရေတေချာဂီယူမဆိုင်နိုင်ရင်လေကျွန်တော်ဒီသွားဝါတာမျိုးဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့ကကုတာမှုအပိုင်းဒါနံပါတ်၈အချက်နံပါတ်၉ကတော့ကျွန်တော်တို့အသက်ကြီးလာရင်ဒါကတော့ရှောင်လို့မရဘူးဗောနော်တချို့လည်းဖြစ်တယ်အသက်ကြီးလာရင်သွားဝါလာတတ်တယ်ဝါတာနေတချို့ကျွန်တော်ရင်နွေးချမ်းရောင်ဒါကိုကျွန်တော်ကပင်းရောင်လို့ခေါ်တယ်ရင်နွေးချမ်းရောင် အသက်ကြီးလာရင်ဒါသွားဝါတာမျိုးဖြစ်နိုင်သေးတယ်နံပါတ်30ကတော့ကျွန်တော်တို့မျိုးရိုးလိုက်တာမျိုးရိုးလိုက်တာမျိုးရိုးလိုက်တာကတော့ရှောင်လဲလို့မရဘူးကျွန်တော်တို့မိပါသွားဝါရင်ကျွန်တော်တို့မွေးလာတဲ့ကလေးသွားဝါတတ်တယ်အဲတချို့ကြတော့ generation ကျော်ပြီးတော့လဲဖြစ်တတ်တယ်ဥပမာတချို့ကအဖိုးအဖွားမှာသွားဝါတာကိုဒီကျွန်တော်တို့မိ ီကလေးပေါ့เนาะကျွန်တော်တို့မွေးတဲ့ကလေးမှာသွားပြီးတော့သွားဝါတာမျိုးလဲဒါဖြစ်နိုင်သေးတယ်ဒါကတော့နံပါတ်10အချက်ပါနံပါတ်17ချက်ကတော့17အချက်ကတော့ကျွန်တော်ရဲ့ medical condition medical condition ကလည်းအရေးကြီးတယ်ကျွန်တော်တို့ကျန်းမာရေး chronic medical condition တွေဆိုတာအဓိကတော့ကျွန်တော်ကစီးချိုစီးချိုသွေးချိုကကျွန်တော်သူ့ရဲ့သူ့ရဲ့ထုံးစံဟိုကတဖုံးယောဂါဖြစ်စေတယ်တဖုံးယောဂါကနေကြာလာရင်တဖုံးယောဂါကို တေချာတန်ရှင်းရေးသွားတန်ရှင်းရေးတေချာမလုံနိုင်တဲ့အခြေမျိုးကြရင်ကျွန်တော်တို့ကသွားတွေနှဲ့လာပြီးတော့သွားဝါရံမျိုးထိဒါဖြစ်နိုင်တယ်ဒါကတော့ကျန်းမာရေးပြဿနာပေါ့နော်နောက်တစ်ခုကတောက်ဆေးနောက်ဆုံးကတော့ဒါ12ခုမြောက်ပေါ့နော်12ခုမြောက်ကတော့ကျွန်တော်တို့ကတောက်ဆေးအကြောင်းရင်း12ခုမြောက်ကတော့တောက်ဆေးတောက်ဆေးမှာကျွန်တော်တို့ကပရိစီဝအိုးသက်ဆေးပေါ့အဓိကကတော့အိုးသက်ဆေးတွေကိုအလွန်အကျွံတောက်တာများရင်လဲသွားဝါရံမျိုးဖြစ်နိုင်တယ် ီတော့အခုအကြောင်းအရာလေးရနေပြီးတော့ဘူးတုဒတစုံတရာရရှိသွားမယ်လို့ကျွန်တော်ညွှန်လေးပါတယ်ဘူးတုဒတစုံတရာရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းအခုဗီဒီယိုလေးအောက်မှာ yes လို့မှန်ခဲ့ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာ မင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ